ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ဒီဖုန်းတွေရဲ့ hardware အကြောင်းတွေတို့ဘယ်ဖုန်းမှာဘာတွေတုံးထားတာလဲတို့အားရယူခဏလောက်မေ့လိုက်ပြီးတော့ကျွန်တော်ဒီကဘာမှာရှိတဲ့လူတွေရဲ့ဒီ emotion ပေါ်အဓိကအခြေပြုပြီးတော့ run နေတဲ့ industry တစ်ခုအရှင်းရှင်းပြောရမယ်ဆိုရင်တော့ဒီ dating app တွေရဲ့အကြောင်းကိုဒီနေ့ဗီဒီယိုမှာကျွန်တော်အစအနေဆုံးပြောပြပေးမယ်အဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုစပြီးတော့ကြည့်လိုက်အောင်ယန်ဂွန်မိုဘယ်စတိုး ဒီ dating app တွေကတကယ်ပဲကျွန်တော်တို့ဒီ connection တွေရည်စားတွေရှာပေးတာလားဒါမှမဟုတ်ရင်ကျွန်တော်တို့ရဲ့အချိန်တွေနောက်ပြီးတော့ data တွေကိုအလကားတက်တက်စားသုံးပြီးတော့အလုပ်လုပ်နေတဲ့ဒီ data mining machine တွေပဲလားဆိုတာကိုဒီ video မှာကျွန်တော်တည်တည်ချာချာပြောပြပေးမယ်နောက်ပြီးတော့ဒီ application ရဲ့နောက်ွယ်မှာဘယ်လိုမျိုးဒီ business logic တွေနဲ့လုပ်နေလဲဆိုတာကိုပါတစ်ခါတည်းပြောပြပေးမယ်ပထမဆုံးအနေနဲ့ tab product တိုင်းမှာက main objective ဆိုတာရှိတယ် ဲ့လိုမျိုးပဲဒီ dating application တွေရဲ့ main objective ကသူတို့ကကျွန်တော်တို့ကိုဒီ connection တွေရှာပေးဖို့ကြီးစားတွေရှာပေးဖို့ကသူတို့ရဲ့အဓိက main objective မဟုတ်ဘူး တို့ရဲ့အဓိက main object တွေကကြတော့ကျွန်တော်တို့ကိုတို့ရဲ့ဒီ application တွေမှာပဲအချိန်အကြာကြီးနေအောင်တဝဲလဲလဲဒီ application တွေမှာပဲဖြစ်နေအောင်လုပ်ဖို့ကတို့ရဲ့အဓိကဦးစားပေးအချက်လို့ပြောရမယ်။အဲဒါကြောင့်ဒီ application တွေအဓိက model ကပေါ့နော်တို့ရဲ့ application ပေါ်မှာ user အများများရှိနေဖို့ user အများများရောက်လာဖို့ကတို့ရဲ့အဓိကအကြောင်းပြချက်လို့ပြောရမယ်။ basic ကဒီ application ကိုတုံးပြီးတော့ user တွေပါရသွားတဲ့ခါမျိုးကြရင်ဒီ application ကိုဖျက်လိုက်လိမ့်မယ်။အဲလိုတွက်ကြရင်တို့တို့ကကြတော့ဖောက်တယ်တွေဆုံးရှုံးနေတဲ့အတွက်ကြောင့်တို့ကဒါကိုလိုချင်မှာမဟုတ်ဘူး။ ဲဒါကြောင့်တို့ကဘယ်လိုမျိုးလုပ်လဲဆိုတော့ကျွန်တော်တို့ဒီပေါ့နော် mesh ဖြစ်အောင်လုပ်လိုက်ပြီးတော့ပြန်ပြောက်သွားလိုက်ညှော်လင်းချက်တွေပေးလိုက်ပြန်ပြောက်သွားအောင်လုပ်လိုက်အဲ့လိုမျိုးနဲ့ဒီ application တွေပေါ်မှာပဲတဝဲလေလေဖြစ်နေအောင်တို့ရဲ့ business model ကိုတိဆောက်ထားတယ်ဒါတော့ကျွန်တော် tag log မှာကျတော့ဒါကို engagement loop ပေါ့နော်တဝဲလေလေဖြစ်နေတယ်လို့တော့ခေါ်တယ်နောက်ပြီးတော့ဒီလိုမျိုး dating application တွေက user တွေသတိမထားပြီပဲနဲ့ user တွေပေါ်ကိုအရန်ကမှအနေရရှိတဲ့ system ယူပေါက်တွေရှိတယ်ပထမဆုံးဒီ application တွေရဲ့ UI UX design တွေက ကျွန်တော်တို့ဒီပုံမှန်သုံးနေကြဖြစ်တယ်ပေါ့နော်ဒီ social media application တွေဥမာကျွန်တော် Facebook တို့ Instagram တို့အဲ့လိုမျိုးတွေရဲ့ UI UX design နဲ့မတူဘဲနဲ့သူတို့ရဲ့ design ဆွဲထားတဲ့ပုံစံကကျွန်တော်တို့ဒီ login ဆော့နေတလို့မျိုးပုံစံမျိုးနဲ့သူတို့ရဲ့ application တွေကို design ဆွဲထားတယ်။အာဘယ်လိုမျိုးလဲဆိုတော့ဥမာထားပါတော့ကျွန်တော်တို့ကဒီ application နဲ့မှာလူတစ်ယောက်ကိုဆွဲလောက်လိုက်တဲ့အခါမျိုးကြရင်နောက်ထပ် value တစ်ယောက်ကပေါ်လာမလဲမသိဘူးဆိုတော့စိတ်ခံစားချက်က ကျွန်တော်ဒီ slogan ဆော့တဲ့အခါမှာကျွန်တော်ခလုတ်နေပြီးတော့ဂျပောက်ပေါက်မှာလားမပေါက်ဘူးလားအဲအဲ့လိုမျိုးအခါမှာရတဲ့စိတ်ကံစားခြင်းနဲ့တွားပြီးတော့ဆင်းတယ်နောက်ပြီးတော့ကျွန်တော်တို့ကအဲ့လိုမျိုး switch လုပ်နေတဲ့မှာကျွန်တော်ကြိုက်တဲ့လူတစ်ယောက်နဲ့ဒီ match ဖြစ်သွားတဲ့ခါကျရင်ကျွန်တော်တို့ကဒါကိုနည်းနည်းပေါ့နော်ဒီပြောစိတ်ကံစားတစ်ခုဖြစ်ပြီးတော့ပျော်သွားပြီးတော့နောက်တစ်ခါကျရင်ဘယ်လိုမျိုးလူတွေနဲ့ switch လုပ်မလဲဆိုပြီးတော့အဲ့ဒါမျိုးနဲ့ပဲကျွန်တော်တို့ switch in switch in နဲ့ပဲကျွန်တော်ဒီ application တွေမှာအချိန်ကုန်မှန်းသိဒီတစ်ပြေးပြေးနဲ့ပေါ့နော်ဒီ application ပေါ်မှာပဲကျွန်တော်တို့အမြဲတမ်းရှိနေတဲ့ပုံစံမျိုးတွေဖြစ်သွားနိုင်မယ် အဓိကဒီ dating application တွေလိုချင်တာလေဒီလိုမျိုးပုံစံပဲအဲ့တော့ဒီ dating application တွေကိုကျွန်တော်တို့ဆက်ဆံရင်တုံးတာကြတော့ relationship ရှာဖို့တုံးနေဆိုပေမဲ့နောက်ပိုင်းမှာကြတော့ဒီ game တစ်ခုကိုစော့နေတဲ့လိုမျိုးအဲနိုင်ခြင်းလိုပုံစံမျိုးအဲ့လိုမျိုးဖြစ်နေမယ်နောက်တစ်ခုကကြတော့ဒီ dating application တွေမှာကြတော့ဗောနော်ကျွန်တော် profile တွေဆိုရင်ဒီတန်းနဲ့ချီပြီးရှိတယ်အဲဒီလိုမျိုး profile တွေတန်းနဲ့ချီပြီးရှိတာကကြတော့ပုံမှန်ဆိုရင်ဒီ feature တစ်ခုလိုထင်ရတယ်ဆိုပေမဲ့ဒီလိုမျိုးရွေးချယ်စာတွေအများများတဲ့ခါမှာလူရဲ့အုံနောက်ကဗောနော်တေးတေးချာချာမစင်းစားနိုင်တော့ဘူး အဲ့ခါမျိုးကြရင်ကျွန်တော်စသချင်းတော့တော့ဒီ relationship ချတဲ့ပုံစံပဲပေါ့နော်ဒါပေမဲ့ဒီလူတွေပေါ်မှာကျွန်တော်တို့ကရွေးချယ်ကြတဲ့အရင်များတော့ serious ဖြစ်ဖြစ်နဲ့မရွေးချယ်တော့ဘဲနဲ့နောက်ထပ်ဒီထက်ပိုကောင်းတဲ့လူတစ်ယောက်ရှိမှာပဲဆိုပြီးတော့လူကိုလူလို့မမြင်တဲ့ပုံစံမျိုးဖြစ်သွားအောင်အဲ့တော့အဲ့လိုမျိုးလူကိုလူလို့မမြင်တော့ဘဲနဲ့ကျွန်တော်တို့ကပေါ့နော်ဒီ dating app ကိုတုံးနေဆိုတာကဒီ relationship ရှာဖို့ထက်ကျွန်တော်တို့ဒီ online shop မှာဈေးဝယ်နေလို့ပေါ့နော်ဟိုလူလေးမကောင်းရင်ဒီလူလေးကောင်းမယ်ဒီလူလေးမကောင်းရင်ဟိုလူလေးကောင်းမယ်အဟိုကဘယ်ချက်တည်းကဘလို့ပိုကောင်းလဲ ဲ့လိုမျိုးပေါ့နော်လူတွေကိုကုန်ဖြည့်စည်းတစ်ခုလိုမျိုးသဘောထားတဲ့ခါမျိုးကြရဲကျွန်တော်တို့ကဒါကတော်တော်လေးမကောင်းတဲ့အချက်လို့ပြောရအောင်နောက်ပြီးတော့ဒီလိုမျိုး dating application ကိုကျွန်တော်သုံးမယ်ဆိုရင်ကျွန်တော်ရဲ့ privacy ကအရန်ကိုမှထိခိုက်စေတဲ့အချက်တွေရှိတယ်အဘလိုမျိုးလဲဆိုတော့ကျွန်တော်တို့ကဒီ application တွေပေါ်မှာတင်ထားတဲ့ပုံတွေတို့ GPS location တွေတို့ video တွေတို့နောက်ပြီးတော့ chat history တွေတို့နောက်ပြီးတော့ဒီကျွန်တော်တို့နဲ့ပတ်သက်တဲ့ data တွေအကုန်လုံးကသူတို့ရဲ့ဒီပေါ့နော်ကိုယ်ပိုင် server တစ်ခုမှာတင်ထားတာမျိုးတွေလုပ်တတ်တယ် နောက်ပြီးတော့အဲ့လိုမျိုးစာပိုင်းတွေမှာတင်ထားရင်လည်းသူတို့ကဒီလိုမျိုးတပင်တက်တက်ကြီးပေါ့နော်အလက်ကားတက်တက်တင်ထားမျိုးမဟုတ်ပဲနဲ့အဲ့လိုမျိုး data တွေကိုအခြားသောဒီ company တစ်ခုကိုရောင်းစားတာမျိုးတွေသူတို့ကလှုပ်ပြီးတော့အခြားဝင်ငွေရတဲ့ land တစ်ခုအနေနဲ့လုပ်တဲ့ပုံစံမျိုးတွေရှိတယ်။အဲဒါကကြတော့ဒီလိုမျိုး dating app တွေမှာမဟုတ်ဘူး။ကျွန်တော်တို့ကဒီအလက်ကားသုံးရတဲ့ tab product တစ်ခုခုကိုသုံးမယ်ဆိုရင်ကျွန်တော်တို့ကဒီ product ရဲ့တစိတ်တစ်ပိုင်းနေနဲ့ပါဝင်တယ်။ဒါတော့ရှင်းတယ်ကျွန်တော်ဒီလောကမှာဘာမှအလဲကားမရဘူး။တစ်ခုမဟုတ်တော့တစ်ခုတော့ပေးရတာပဲ ဲ့လိုမျိုးပေါ့နော်ဒီလိုမျိုး tab product တွေမှာကျွန်တော်တို့ပေးရတဲ့အရာကကြတော့ကျွန်တော်တို့ data လို့ပြောရမယ်အဲ့တော့မိတ်ဆွေအနေနဲ့သိထားမှာကလောကမှာတော့ဘယ်ယာမှအလက်ကားမရဘူးတခုမဟုတ်တော့တခုတော့ပေးရတယ်အဲ့တော့ဒီလိုမျိုး dating application တွေကကောင်းလားမေးရဆိုရင်တော့ကောင်းကျိုးကတော့ကျွန်တော်တို့တိတ်ပြီးတော့များများဆဆပေးတာမဟုတ်ဘူးဒီလိုမျိုး application တွေကကျွန်တော်တို့ရဲ့ data တွေ data ဆိုတာကိုကျွန်တော်တို့ရဲ့ဒီအချက်အလက်တွေပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီအချိန်တွေကိုစားသုံးပြီးတော့အလက်ကားဟာတက်လုပ်နေတဲ့ ဒီ data mining machine တွေလို့တော့ပြောရမယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီလိုမျိုး application တွေကိုကျွန်တော်သုံးပါများရဆိုရင်ကျွန်တော်တို့ရဲ့ဒီပေါ့နော်ဒီ mindset ပေါ့နော်စိတ်ကနေပြီးတော့တိတ်ပြီးတော့အဆင်မပြေတော့မဲနဲ့လူကိုလူလို့မမြင်တော့တာတို့နောက်ပြီးတော့ဘယ်လိုပြောရမလဲအရာရာကိုဒီလွယ်လွယ်လေးတွေးတာတို့အဲအဲ့လိုမျိုးပုံစံတွေတော့ဖြစ်နိုင်တယ်။အဲ့တော့ကျွန်တော်အကြံပြုတာကကျတော့မိတ်ဆွေအနေနဲ့ဒီလိုမျိုး application တွေကိုသုံးနေဆိုရင်တော့ သုံးပါဒါပေမဲ့စင်စင်စားစားချင်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 းလေးသုံးဖို့တော့ကျွန်တော်ကတော့ suggestion လုပ်ချင်တယ်အဲ့တော့ဒီနေ့ video ကဒီ dating application တွေရဲ့နောက်ွယ်မှာဘယ်လိုမျိုး algorithm တွေနဲ့ run နေတာလဲနောက်ပြီးတော့သူတို့ရဲ့ဒီအဓိက business model ကဘာလဲဆိုတာကို video ထဲမှာပြောပြပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်ထပ် video မှာလည်းအခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေပြောပြပေးပါမလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ခဲ့ပါအောင်ပြောနေပဲအားလုံးကြည့်ဦးတင်နေကျွန်တော်ခန့်ပါ